အောင်ခင်မြင်ရေးသားသည့်ခစ်ပြိုင်မြမကပြာကိုချင်းကက်ခြင်းစာအုပ်မှလူဆန်းရဲ့ကပြာမှု လူဆန်းရဲ့ဝိတကားမြေတွင်ဖနက်ချိတ်အိတ်စီနင်းခြင်းကိုချက်တဲစွာတားမြစ်သည့်ကပြာမှာမြမနိုင်ငံရဲ့နေရာနှံ့ပြဖရာယုံစစ်တက်လန်စာတောက်ဆိုင်အိမ်သာစသဖြင့်မှဆိုင်းပု္ပ္ပသာသားများနှင့်အခြားမြင်မြင်ရာသာသားများကြောင်ညာများ တတိပေးလမ်းညွှန်ချက်များကိုစုပြီးဒီတိုင်းရေးထားသည်ခွေများသာကိုပါကိုလည်းခြွေတာပါစတဲ့စာချောင်းချိုးမှလွဲလို့ကြံတဲ့စာချောင်းများက assign sign များ sound test အစိုးရနေဆောင် test status များသာဖြစ်သည်လူဆိုင်ရဲ့ကြပြတီသောပုံဟာကနက် ghostme ရဲ့ဖန်တီးမှုမပါသော uncreated အသွားမျိုးဖြစ်သည်တနည်းအားဖြင့်ဒူးရှွန်းရဲ့ အင်တာကမုတ်စင်လာမျိုးအဲ့ဒီရေးသားများကို ကြပြလို့ခေါ်မှလက်ဆိုတဲ့ခက်ကမရှိတော့ဘူးအဲ့ဒီကြပြမျိုးကရေးပါတဲ့ခက်ပြိုင်ကြပြမျိုးစားတည်းရဲ့ကောင်းစွာဖြစ်နေခဲ့ပြီးဒါကိုငင်းလို့မရတော့လူစမ်းရဲ့ယခုကြပြဟာပြည်တော်စုမြန်မာနိုင်ငံဟာဘာလဲဆိုတာကိုထိထိမိမိပြသနိုင်လိုက်တဲ့ conceptual poem တပုတ်ဖြစ်တယ်မြန်မာနိုင်ငံတွင်မိတင်းနေထိုင်သူများရဲ့ collective consciousness တိစိတ်အစုပေါင်းကြီးကို ပုံသွင်းတည်ဆောက်နေတဲ့ဘာသာစကားညွှန်ကြားချက်များကန့်သက်ချက်များအမိန့်များချင်းချောက်တတိပေးမှုများကြီးမန်းချက်များစီမင်းစည်းကမ်းများကိုကြပြာကဖော်ထုတ်ပြသနိုင်ခဲ့တယ်။အဲ့လိုပုံစံမျိုးနဲ့ရေးဖွဲ့ထားတဲ့လူဆန်းရဲ့နောက်ထပ်ကြပြာတစ်ပုဒ်ကတော့ပုံညာဆရာတို့တို့မဟုတ်ဆရာဆိုးတို့မဟုတ်ဆရာမိုးကြပြာပါပဲ။အဲ့ဒီကြပြာကိုလည်းဗမာစေးတစ်မျိုးရဲ့ဘူးနဲ့စေညွန်းစာရွက်ပေါ်မှာစာသားများနဲ့ကြပြာဖန်တီးမှုကို နည်းဆုံးလျှော့ချပြီးပြုတ်လုခဲ့တယ်။ဒီကဗျာဟာလည်းအလွန်ခွန်အားရှိသောကဗျာတစ်ပုဒ်ဖြစ်တယ်။ရင်းကဗျာမျိုးအားကနက်ဂိုစမစ်ရဲ့ကဗျာတွေလိုမျိုးပဲ။တကြောင်ချင်းဖွင့်ဆိုရှင်လင်းဖို့မလိုအပ်။ကနက်ကသူ့ရဲ့ Seven American Deaths and Disaster ဆိုတဲ့အရေးသားနဲ့ပတ်သက်ပြီးရင်းဟာကြောင်မက်ဖွဲ့အမေရိကန်မှတ်တမ်းဖြစ်တယ်။ပြီးတော့ရင်းဟာကြောင်မက်ဖွဲ့အမေရိကန်တည်ဆုံးခြင်းလို့ပြောခဲ့တယ်။ It is a horrific American document but then 2019 it was a horrific american death ကနေ့အရိစာဟုလွန်ခဲ့တဲ့ဆယ်စုနှစ်6ခုအတွင်းရေဒီယိုနဲ့တယ်လီဗီရှင်းတွေမှာသတင်းဖြစ်ကြေညာခဲ့တဲ့နာကျင်ပွဲဖြစ်စိုးတွေဥပမာ JFK ကိုလှုပ်ကြံတာတွေဂျွန်လင်းနိုကိုလှုပ်ကြံတာတွေ challenger ပောက်ကွဲတာတွေကိုမှတ်တမ်းတင်နိုင်ခဲ့တယ်အခုထုတ်ပြခဲ့တဲ့လူဆိုင်ရဲ့ကဗျာတွေကိုသူ့အကြောင်းသူ့ပြောသွားတော့ကဗျာမျိုးကဗျာလို့ခမားမခေါ်ရင်လည်းရတဲ့ကဗျာမျိုးခမားမဖတ်လည်းရတဲ့ကဗျာမျိုးကနက်က conceptual poetry ဟာဖတ်စရာမလိုဘူးတဲ့ ပုံညာဆရာတို့ကပြံကမြန်မာပြည်ရဲ့တိုင်းရင်းစေးတမျိုးအကြောင်းပြောထားတယ်။အဲ့ဒီဈေးညွှန်ဟာတကယ်တော့မြန်မာပြည်ရဲ့ homemade ideology တမျိုးပဲ။အယုံသွင်းတဲ့သဘောပါတဲ့သိပ္ပံနီးကယုတ်တိနဲ့စင်ကြယ်နေတယ်။သူတေသနာနဲ့တိကျမှုနေတယ်။မတိသိတဲ့မှာအဲ့ဒီလိုဈေးတွေစောင့်ထားတယ်။ပြန်ချုပ်ရရင်လူဆန်းရဲ့ကပြနှစ်ပုတ်စလုံးဟာ concept ကျွဲကပြမျိုးစားတွေဖြစ်ပြီးနှစ်ပုတ်စလုံးအားမြန်မာလူအဖွဲ့အစည်းကိုထင်ဟပြနိုင်တဲ့ဝေဖန်နိုင်တဲ့ကပြတွေဖြစ်တယ်။ ကျန်တဲ့လူဆိုင်ကဗျာအများစုကဘာသာစကားဗဟုပြု language center နဲ့ hybrid တွေများတယ် hybrid ကဗျာပုံစံလို့ဆိုနိုင်တဲ့ narrative အသွားနဲ့ဂွေကဗျာဟာလူဆိုင်ရဲ့အကောင်ဆုံးကဗျာတစ်ပုဒ်လို့ကျွန်တော်ယူဆတယ်ဂွေဟာမြန်မာဘာသာစကားမှာကလေးဘွားကလိမ့်တဲ့အဝိုင်းပုံဂွေကိုရည်ရွယ်သလိုဘာသာကားအနေနဲ့ master base လောက်တာတကိုးရေးလိမ့်ဆန်တာဖြစ်ပြောက်တာညဉ့်ဉန်းနဲ့အတုံးတွေအနေနဲ့ ဂွေလိမ့်နာတွင်တိုက်တာကိုညွှန်းပါတယ်ဒီကဗျာမျိုးကတော့ရေးဟန်ရောအကြောင်းအရပါပင်မရည်စည်းကိုစိန်ခေါ်လိုက်တဲ့ကဗျာမျိုးဖြစ်တယ်ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့မြန်မာပြည်မှာဂွေလိမ့်သုံးဖို့တွင်တိုက်စားတဲ့သကလုံးတွေဟာအပြာစာအုပ်တွေကလဲရင်တရားဝင်ပုံနှိပ်စာမျက်နှာပေါ်ရောက်မလာတဲ့သကလုံးတွေပါမြမတိတဲ့အမောက်ထဲမှာပုံခုနေတဲ့သကလုံးမျိုးတွေပါမြမလူအဖွဲ့စီဟာမာစတာဗေးရှင်းအကြောင်းကိုအကြောင်းမှမသိမှောက်ဘူးမိသားစုကြမှာမပြောပါဘူးပညာပေးစာဥစ္စာတန်းအနေနဲ့လည်း မရှိသလောက်နဲပါတယ်။ခွေတခါကအိမ်ထဲမှာကြည်နေတော့ရွယ်သူတွေမိုဒဲလေတဲ့လွတ်လွတ်လပ်လပ်ခွေလိမ့်သွားကြသည်။စပိန်တရားဟောင်းကိုဒုတ်တို့ဖြင့်ရိုက်၍စပိန်တန်ခွေ အလယ်မှဒုတ်ထင်းတန်ဖြင့်သမင်းပကတ်များ ရွယ်ခွေလေးကိုခေါ်ပြားလိုဟာမျိုးနဲ့ထင်းကထင်းကခွေများသည့်ရေအိုင်ကို ဖြတ်နိုင်ပြီးလမ်းမော်အရာထင်ကြံသွားခဲ့သည်မှအလွန်သဘောကျစေရာ။ ဂွေနောက်တို့လိုက်ထင်ရတော့ရတာမှလည်းနှစ်ချိုက်ပွဲပြေးနေရတော့လည်းလက်ပတ်နှုံးနဲ့လမ်းကိုကြည့်ရင်မောရမှမသိသူလူလားမြောက်ပြီသူလူလားမြောက်ကြောင်းဂွေလိန်ချင်းဖြင့်ပြတာကျင်သည်သူ့မှာကိုပိုင်ဂွေမရှိပါ အလွန်တောက်တမိပါသည် သူဦးငယ်လေးကျင်နာစွာလှုပ်ပေးတော့ဝါသိန်းဂွေမှာလှင့်ရအစ်မပြေပါပျော်လွန်းသောကြောင့်မေနေတာတော့တည့်ရက်စံပြတော့သကောကိုယူပြီး ဂွေလိမ့်မိသည်ဖြင့်အမေးအယိုက်ခံရပါသည်ခုသူ့မှာဂွေတွေအများကြီးရှိလာပါသည်ကားတရာဂွေသပိန်ဂွေစိုင်းကဲဂွေလင်းမြန်ဘိန်းဂွေလက်ထွန်းဆက်ဘိန်းဂွေတန်ဂွေအလိုင်းဂွေ CD ဂွေ DVD ဂွေသို့တော်သူဂွေလိမ့်ရတော့အရွယ်မဟုတ်တော့ဟုမိသူမိဝါတမတ်လေသည်မသိသူတို့အရွယ်တွေတယောက်မှဂွေလိမ့်နာမတွေ့ရတော့ပါဒါပေမဲ့သူဂွေလိမ့်ကျင်နေပါသည်ခွေပဲလိမ့်ကျင်နေပါသည်မိုးရတဲ့ဂွေလိမ့်ချင်း ငငယ်ကပို့အေးတဲ့စောင်းစောစောကုံစုံဆိုင်ဟင်းခတ်တစ်ခုခုတွားဝဲရခြင်းတို့ကိုအလွန်တန်တားမိပါသည်ယခုမိုးရွာနေပါသည်သူနှစ်တက်တူရွယ်တူများဂွေလိမ့်တည်ဖြစ်စေမလိမ့်တည်ဖြစ်စေသူကတော့ဂွေပဲလိမ့်နေပါသည်သူအခုကြီးပြင်းလာပြီအိမ်တောင်တာမွေကလေးများပင်ဂွေလိမ့်သည့်အရွယ်ကျော်လွန်ကြပြီသူတို့ဂွေလိမ့်ခြင်းကိုမသိကြတော့ပါတရက်သူမိမမသိအောင်သူဂွေလိမ့်မှုစီစဉ်နေစဉ် ူမိမတိသွားပါသည်ရှင်ဒီကျင်းရတာကိုအတော်ဆွလန်းတာပဲနော်သူတီဗီဆက်ကြည့်နေပါသည်သူမအလွန်ပင်မမှသည်မျိုးသမီးတို့သည်အမျိုးသားတို့ထက်ပုံမခံနိုင်ရရှိသည်ဟု သူခံယူသည်တန်းတူအလုံးလုံးရတာအပြင်အိမ်မှုကိစ္စများလည်းလှုပ်ဆောင်ကြရပါသည်ထို့ကြောင့်သူဂွေလိမ့်ပါသည်အဘဲကြောင့်ဆိုသော သူဂွေလိမ့်ပါသည် မအောင်ဤနိုင်သည်ဘလုံးမထိမရသည့်အစုံမိုးတဲနေတော်မြင်းဤလန်းတဲ့ တရုတ်လုတ်စစ်ဖက်နှက်ကျန်းကိုဝစ်ပြီးမန်ချက်အင်ဂျီပေါ်ရေဘူးတိုင်းကသူကိုစလိုက်မှသည်ပထမဖြည်းဖြည်းမှန်မှန်နောက်မြန်မြန်စိတ်ကူးပုံရိပ်များပြေလွားလျက်ဂွေသူရှိမှလိမ့်နေပါသည်စပုတ်တိုင်အပေါက်ကလေးများတရန်နဲ့မြင်ရလောက်အောင်မြန်နေပါသည် လမ်းမှာရှိသည်မြသူရှောင်းလဲနိုင်ခဲ့ပါသည်တခါတလေကြောက်တုံးများကို တမင်ဝင်ဆောင်ကြော်လွားခဲ့ပါသည်တနေ့ပြီးတနေ့ဂွေမှန်မှန်လိမ့်ပါသည်စပိန်တိုင်းမှာလွယ်လွယ်ရသောတန်ခွေခက်လက်လက်တစ်ခု သူစိတ်ရောင်စုံအတိုင်းဂွေကိုစိတ်မှုတ်တုတ်လိန်ဒီဇိုင်းပေါ်ထားခြင်းဖြစ်ပါသည်လမ်းကြိုးတစ်ခုအရောက်သူ့အရှိန်ကိုအမိလိုက်လာတော့ရက်ွက်ကျေးရအုပ်စုတို့မှကလေးများကိုတွေ့ရသည်သူနောက်တော့ကိုကိုွေနှင်းကိုတန်းဆုံမြည်ဟိလှိမ့်နိုင်လာကြသည်သူတယောက်တည်းမဟုတ်တော့ပါတယောက်တယောက်ရှောင်းရင်တင်းရင်စောင်းဆောင်ဆိုင်ဆိုင်ဂွေလိမ့်ရပါသည်တကယ်ပြောစရာစူးစိုက်မှုတစ်ခုပင်ထို့ကြောင့်ဂွေလိမ့်ခြင်းကိုကြံအရာအလုံးထက်သူဆွဲလန်းခြင်းဖြစ်ပါသည်အကယ်၍သင်ခေါ်မိဖုံဧရိယာပြင်ပါ ရောက်တည်တွင်ရှိသောသူ့ဂွေလိမ့်နေခြင်းဖြစ်ပါသည်ခေတ္တဆောင်ဆန်းပြီးပြန်ခေါ်နိုင်ပါသည် သူ့ဂွေလိမ့်ခဲ့ပါသည် သူ့ဂွေလိမ့်ပါအောင်မည်ဤဘတ်တာကဘာဝဲဂွေလိမ့်ခြင်းမှာသူ့အမျက်နိုးဆုံးသောအရာ AB 2008ဂွေကပြားဟာကလေးဘဝရဲ့အိမ်မက်နဲ့လူကြီးဘဝရဲ့စိတ်အာတမပြေမှုကိုရောထွေးဖွဲ့ဆိုထားတယ် M1 DG Montage အေးသားနဲ့ စာသားချိတ်ဆက်မှုတွေကကြပြားကိုအလွန်လှပပြင်းထန်စေခဲ့တယ်။ဒီကြပြားမှာလည်းလူစန်းဟာမြမလူအဖွဲ့အစည်းနဲ့ဂွေကိုတယောတလို့ရေးဖွဲ့ခဲ့တယ်။လူစန်းဟာအတိပေါင်းနဲ့တယောတက်တဲ့ကြပြားဆရာမျိုးဖြစ်တယ်။ဤဘတ်တာကဘာဝဲဂွေလိန်ချင်းမှသူ့အမြန်နိုးဆုံးအရာဆိုသည့်အဆုံးသတ်စာကြောင်းဟာကြပြားရဲ့အလှဆုံးစာကြောင်းပဲ။ဘတ်တာကဘာဆိုတဲ့ဘာသာရေးအမွေတက်ပါတဲ့ဆက်လုံးနဲ့ဂွေလိန်နဲ့ဆိုတဲ့ညဉ့်ညမ်းနဲ့အခါရဝါစကလုံးကိုဝါကြတဲ့ကြောင်းထဲမှာတုံးဆွဲခဲ့တယ်။အဲ့ဒီအဆုံးသတ်စာကြောင်းမှာ ဂွေဟာစွဲလန်းမှုအရသာရှာဖွေမှုအထီးကျန်မှု စိတ်အစာပြေမှုစတဲ့တင်စားမှုတွေအပြင်တန်တရာကိုစွဲလန်းခြင်းကိုပါထက်ဆင့်ညွှန်းဆိုနိုင်ခဲ့တယ်။ကြပြားတစ်ပုတ်လုံးဟာတရေရိပ်လဲနေတဲ့ဘိန်းနဲ့တဆက်ဆက်တုံခါနေတဲ့လိန်တန်ကြီးကိုဝေးဝိုက်ရောထွေးဖွဲ့ဆိုခဲ့တယ်။ပြည်သူ၆လောက်ကြီးဒေါ်ရှူလင်းကောင်းမှုကလည်းလူဆန်းရဲ့နောက်ထပ်မာစတာပီးစ်တစ်ခုဖြစ်တယ်။လူဆန်းဟာအက်ဆီဒန့်ဖြစ်ပြီး ဖစ်စေတာလို့ခေါ်တဲ့အယိုးဆက်အထောက်အကူကိရိယာတွေဖောက်ပြီးတက်ဆင်ထားတဲ့အချိန်မှာဒီကဗျာကိုရေးဖွဲခဲ့တယ်။ထုံးစံတဲ့ကဗျာကိုတိဆောက်ပုံနဲ့ဘာသာစကားကစားပုံဟာသူ့ရဲ့ထူခြားတဲ့ကိုပိုင်ဟန်လို့ဆိုနိုင်တယ်။ဒီကဗျာကတော့ imagination ဘက်ကိုပိုရောက်တယ်။ဒါပေမဲ့လူဆန်းရဲ့ကဗျာကအစရာပေါင်းတို့ရဲ့ကြည်လင်ပြတ်သားတဲ့ imagery မျိုးမဟုတ်ပဲအဓိပ္ပာယ်ဝေဝါရှုပ်ထွေးလှပတဲ့ခေပြန်ရေးသားမျိုးဖြစ်တယ်။ခြေတော်ကြီးကအရာရာကိုညှိုးဆို့တယ်လို့အရာရာကို နင်းချေဖြက်စီးပစ်တဲ့နမိတ်ပုံမျိုးဒေါ်ရှုလင်းဟာသူစည်းနေတဲ့ဘိန်းတက်ကလခိုင်မော်ကအလူရှင်နာမည်ဖြစ်နိုင်တယ်ဒီနာမည်ကတရုတ်နာမည်တစ်ခုဖြစ်တဲ့အတွက်အတိတ်ပဲစင်ကဲထုတ်လုပ်မှုဖြစ်စဉ်ကိုပုံမကျဲဝင်းရှုပ်ထွေးစေတယ်တရုတ်ကူညီဘိန်းတက်ကလထိုင်ပေါ်ကခြေချိုးပမာလူနာကိုတွေ့ရမှာဖြစ်ပါတယ်လူဆန်းဟာဘာမီစပေးရှယ်ဆိုတဲ့ကဗျာတစ်ပုဒ်ကိုလည်းရေးခဲ့သေးတယ်အခုလေးလာခဲ့တဲ့ကဗျာတွေဟာလူဆန်းရဲ့ကဗျာပေတာကိုအကြံပြင်းကိုစားပြုနိုင်တဲ့ကဗျာမျိုးတွေဖြစ်တယ် သူဟာခေပြန့်ကြပြပေသားကိုမြမတီးစိတ်မြမဘာသာစကားရက်ကန်းပေါ်မှာလှပကျွမ်းကျင်စွာခတ်ကစားခဲ့သူဖြစ်တယ်။လူစားဟာသူ့ကိုယ်ပိုင်တန်ကိုတီးဆောက်နိုင်တဲ့ avant-garde မြမကြပြဆရာတယောက်ဖြစ်တယ်။သူ့ကြပြတီးဟာပင်မရည်သည့်အစဉ်အလာမြမလူအဖွဲ့အစည်းနဲ့အာနာရှင်စစ်အစိုးရကိုတယောစွာကလှုပ်လေးရှိတယ်။ခေါင်းမောင်းကြီးတွေနဲ့တနတ်တွေကိုနှစ်ရက်မှတရေစွတ်တဲ့ကြပြဆရာဖြစ်တယ်။သူ့အကောင်ဆုံးကြပြတီးက ဖျားနာအစွန်ကအရာတွေကိုဆွဲယူပြီးပင်မရည်စီရဲ့အလဲတဲတဲကိုပြစ်ချနိုင်ခဲ့တယ်။သူဟာစာသားကိုအတိကိုအတိပဲကိုစမ်းတတ်တယ်၊ဖြတ်တယ်၊ဖောက်ခွဲတယ်၊တိဆောက်တယ်။ကျွန်တော်သဘောတွေ့ဆုံးကသူကပြားတွေဟာတေဆုံးနေတဲ့ပုံစံကွက်လူအဖွဲ့စီနဲ့ယဉ်ကျေးမှုကို အချင်းဖောက်ရင်းစာသားတစ်တွေဖန်နှီးနိုင်တာပဲ။ကန်နက်ဂိုးစမီရဲ့စကားကိုငှားပြောရရင်တော့လူဆန်းရဲ့ကပြားတွေဟာစစ်မှန်တဲ့ Burmese documents တွေဖြစ်ပါကြောင်း။